ဂိစားပိုင်းသာရှိသေးကြောင်းအလွန်ဆိုတတိပိရီယယ်မက်ထရစ်နီးပြအလွန်ဆိုကတော့အသေးနီးနဲ့လာလီကာ6ပွဲလုံးနိုင်ပွဲရရှိထားပေမဲ့အခုမှဂိစင်အစသာရှိသေးကြောင်းတတိပိပြောကြခဲ့တာဖြစ်ပါတယ်ရီယယ်တင်ကတော့ဒီအာဒီလာလီကာမှာ6ပွဲကစား6ပွဲလုံးနိုင်ရရှိထားကရမက်ဆက်ရှစ်မနဲ့လာလီကာမှာပေးစရာကိုဦးဆောင်နေကအဓိကပြိုင်ဘက်ဘာစလိုနာအသင်းကိုလည်းနံပါတ်ဖြတ်ကဦးဆောင်ထားနိုင်ခဲ့ကြောင်းသိရပါတယ်ဒါမဲ့လို့ဆိုကလမ်းကကောင်းမွန်တဲ့ ကြားလည်ပြင်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေကြောင့်လည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီကိုရောက်တာက52ရက်ပဲရှိပါသေးတယ်အများကြီးကျွန်တော်တို့လှုပ်ရပါအောင်မေးချန်ပီယံလိလာလီဂါနဲ့ကိုပါဒရီတို့မှစိန်ခေါ်နိုင်ဖို့ကြိတ်လက်တဲ့အုံမြင့်တည်ဆောက်ရမယ်တယောက်နဲ့တယောက်ကချိတ်ဆက်မိနေပြီးဆက်သွယ်မိနေပြီးဖြစ်ပေမဲ့ပူကောင်းအောင်လှုပ်ရှားရအများကြီးကိုရှိပါသေးတယ်အခုမှအစားပဲရှိပါသေးတယ်ဆက်ပြီးတော့လည်းပူကောင်းလာစေချင်ပါသေးတယ်လို့ပြောကြားသွားခဲ့တာဖြစ်ပါတယ် ရီယယ်မက်ထရစ်သင်းကလာမယ့်ပွဲစဉ်မှာမက်ထရစ်ဒါဘီပွဲစဉ်ဖြစ်အတလက်ကိုမက်ထရစ်အသင်းနဲ့လာလီဂါပွဲစဉ်ခွန်ဖြစ်ရင်ပြိုင်ကစားတွားရမှာဖြစ်ကြောင်းသိရပါပါတယ်။